Пока не кривай. Тимми-уи! ဈေးထဲမှာမုံရင်းရက်တွေအဖူးလေးတွေနဲ့လက်လက်ဆက်ဆက်ရအောင်ဝယ်လာပြီးတော့အရွက်တွေတင်ထားလိုက်မယ်။ပြီးရင်ကြက်တုံအနီရဲ့မြုပ်သီးစိမ့်မုတ်ငပီစိမ့်သားနည်းနည်းကိုလည်းထောင်းထားပေးလိုက်မယ်။အိုးထဲမှာစီထည့်ပြီးတော့ထောင်းထားတာလေးတွေထည့်ပြီးတော့စီတက်လိုက်ပါမယ်။စီတက်ပြီးအနံလေးမွှေးလာပြီးဆိုလို့ရှိရင်မနေ့ရဝယ်ပြီးကြံနေတဲ့ကမွန်ချင်ရက်လေးလက်ကြံလေးကိုထည့်ပြီးတော့ကမွန်ချင်ရက်တွေနွန်းသွားအောင်လို့တေချာလေးလှော်ပေးလိုက်မယ်။ပြီးတော့မှကမွန်ချင်ရက်တွေနူးသွားအောင်လို့ရေထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်။ပြီးသွားရင်တော့ခုနကတင်ထားတဲ့မုံရင်းရက်တွေထည့်မုံရင်းရက်တွေနွန်းသွားအောင်လို့တေချာလေးကြော် ီးလှော်ပေးမယ်ပေါ့နော်ပြီးရင်တော့အရာသာအတွက်အနေတော်လိုက်ပြီးတော့ပြီးရင်တော့အရာသာအတွက်အနေတော်လိုက်ပြီးတော့ထမင်းမိန်ပြီးတော့အရေတောက်လေးတစ်ပွဲရပြီပေါ့နော်ပကံနဲ့ထည့်မယ်ဆိုကမှပဲပကံလေးကြွေးဝါးထမင်းဝေးရနေပြီးတော့ကြွေတုပ်ပကံတွေထွက်ထားပါတယ်ခင်ဗျာ ထမင်းခွေစားသောဂုံသုံးနှစ်ပြည့်အနေနဲ့ပကံပြားအသေးပကံလုံးအသေးပကံလုံးအကြီးနဲ့ထမင်းစားပကံပြားအကြီးဆိုပြီးတော့၄မျိုးထွက်ရှိထားပါတယ်ခင်ဗျာပကံလုံးအကြီးထဲမှာခုနကချက်ထားတဲ့ကမွန်ကျွေရနဲ့မုံငင်းရွက်အရေးတောက်လေးထည့်လိုက်မယ်ပေါ့ပြီးရင်တော့ကြက်သားကိုကာလာသားချက်လေးကိုငရုတ်သီးစိမ်းလေးနဲ့ချက်မှဖြစ်ပါတယ်ပထမအဆုံးကြက်သားကိုစနင်းမုတ်စာဟင်းရမုတ်တွေနဲ့အရသာဝင်သွားအောင်လို့ဒေချာလေးနဲ့နှက်ပေးလိုက်မယ်ပေါ့ဇပလင်၂000လောက်ကိုလည်းထူထောင်းထားပြီးတော့ခြိထားပေးလိုက်မယ် ်ကာလာသားချက်မှာမပါမဖြစ်ဘူးသီးလေးကိုလည်းစိတ်ထားလိုက်ပါမယ်ကျက်တုံအဖြူကျက်တုံဒီကိုစိတ်ပြီးတော့ဂျင်းလေးနည်းနည်းပါထည့်ပြီးတော့ထောင်းထားပေးလိုက်မယ်ငရုတ်သီးစိမ်းလေးပါကျွန်တော်ကထည့်ပြီးထောင်းလိုက်ပါမယ်ပိုးထဲမှာစီလေးပါလီယုံထည့်ပြီးထောင်းထားတဲ့ကျက်တုံအဖြူနေချင်းကိုစီတတ်မယ်ပြီးွားရင်တော့အရသာနေထားတဲ့ကြက်သားတွေထည့်ပြီးတော့ငရုတ်သီးစိမ်းစပလင်း ထည့်ပြီးတော့စီတက်ချက်ပေးလိုက်ပါမယ်။ကြက်သားတွေတင်းသွားရင်တော့နူးစီရန်ရေထည့်ပြီးတည်ထားပေးလိုက်မယ်။ကြက်သားတွေနူးသွားပြီဆိုရင်ဘူးသီးထည့်ပြီးတော့အရသာအနေတော်ဖြစ်ပြီးဆိုတာနဲ့ခုနကထီမီဂွေရဲ့ပကံလုံးအကြီးထဲမှာကာလာသားချက်ကိုငရုတ်သီးစိမ့်နဲ့ချက်ထားတဲ့ဟင်းလေးထည့်ပြီးတော့ထမင်းမင်မင်စားကြပါမယ်။အိမ်မှာရှိနေတဲ့ပဲပြားလေးကိုလည်းခတ်တွတ်တွတ်ကြော်ပြီးတော့ပဲပြားတုပ်လေးကိုပကံပြားအသေးထဲမှာထည့်ပြီးထီမီဂွေရဲ့ပကံဆက်လေးနဲ့စားကြပါမယ်ခင်ဗျာ။ဒီနေ့ကတော့ထီမီဂွေပကံဆက်လေးတွေနဲ့ထမင်းမင်မင်အရသာရှိရှိအမြင်လှလှစားကြပါမယ်ခင်ဗျာ။ ီနေ့ကတော့ထီမင်ကွေရဲ့ဗကန်ဆက်လေးနဲ့တူတူထမင်းမင်မင်စားကြပါမယ်ခင်ဗျာကျွန်တော်ချက်ထားတဲ့ဟင်းတွေကတော့အခုလိုဖွဲ့ဖွဲ့ရရာကြီးပေါ့နော်ထီမင်ကွေကအခုဆိုလို့ရှိရင်ကြွေရည်တုပ်ဗကန်ဆက်လေးထပ်ထားပါတယ် quality ပြည့်မှန်တဲ့ကုန်ကျန်းပစ္စည်းကိုဒါတုံးနှားပြီးတော့အစားစာတွေမှာတွားရောက်ပြီးတော့ဓာတ်ပြုခြင်းအချင်းဖောက်ခြင်းမဖြစ်အောင်လို့ကြွေရည်တုပ်စေးသားကိုလည်းအကောင်းဆုံးဖြစ်အောင်လို့စီမံထားပါတယ်အခုကတော့ထီမင်ကွေဗကန်ဆက်လေးနဲ့ထမင်းမင်မင်စားကြအောင်ခင်ဗျာစက်သားကိုဘူးစည်းလေးနဲ့ ကာလာသားချက်ကိုမှကျွန်တော်တို့ကမြေဥသီးသိန်းလေးနဲ့မချက်စားကြည့်ဘူးဆိုလို့ရှိရင်အခုလိုလေးချက်စားကြည့်ဖို့အကြံပေးရဲလုံးဝထိမိပြီစီမှာသိကြပါရဲ့ပြီးရင်တော့မရှူရှူရှဲရှဲငပိရေးလေးနဲ့ပေါ့နော်ချက်သားပူသီးမြေဥသီးသိန်းလေးကိုအရေးလေးပါဆန်းငပိရေးကိုတော့မြေဥသီးမုတ်ကြဲကြဲလေးနဲ့ပဲဖြော်ထားပါလေอืม Hey, Bam. Hey, Andrew, do you like ဒီနေ့ကတော့ထမင်းစားကောင်းပါသေးကြပါတယ်။ဟင်းနေရတယ်ထမင်းကွေးရဲ့အပြင်ထမင်းကွေးရဲ့ပကန်းဆက်လေးနဲ့ဆိုတော့လုံးဝကွက်တိမရှိထမင်းကွေးပဲ။ဒါလေးကတော့ကမွန်တင်ရက်ကိုမုံငင်းလေးနဲ့ချက်ထားပါတယ်။ ဒီလိုအရေးတော့ကမွန်ကျွန်ရဲ့ဟင်းလေးကိုမချက်စားကြည့်ဘူးဆိုရင်ချက်စားကြည့်ပါလို့ကျွန်တော်အကြံပေးပါတယ်။ထမင်းမိန်လေး share ပဲ။อืมအရေးစားကောင်းပေးရတော့လေးပါဗျာ။ဒီတော့ရလေတော့မှာ ကပူးကိုငယုတ်သီးအနေမှုန့်နေနဲ့မချက်ဘဲနဲ့ငယုတ်သီးသိန်းသိန်းနဲ့ချက်ပြီးတော့အခုတော့ငပိရေကြဲကြဲလေးနဲ့ငယ်စားကွက်တီပဲဒီမှာကလောအသီးလေးတောင်ပါသေးဒီနေ့ဟင်းအတွက်ဆက်တွေက live ဖက်သမင်းစားမိန်နဲ့အပြင်ထင်းမီကွေးရဲ့ပကံဆက်လေးနဲ့ဆိုတော့လုံးဝကွက်တီပဲကလောအသီးလေးက Ja. Genau, ja. ก็เอาเดี๋ยวก็ทําไมไม่กันไม่รู้กองอ้ามันน่ะไม่ดีใช่ป่ะ စားကောင်းနေရောဗျာဒီနေ့ကတော့ဟင်းအတွက်ဆက်ကတခုနဲ့တခု live ဖတ်ကြီးအပေးယူမြားတဲ့အပြင်ခင်မကွေရဲ့ပကံဆက်လေးနဲ့ဆိုတော့ရှေကောင်းပါနော်ဒီပကံဆက်ကတော့ခင်မကွေစားတော့ကောင်၃နှစ်ပြည့်အနေနဲ့အမှတ်တရအနေနဲ့ထုတ်လုပ်ထားတဲ့ပကံဆက်တွေပဲဖြစ်ပါတယ်ဒီပကံဆက်တွေကိုအမှတ်တရအနေနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ခင်မကွေပါဟင်းသိ page ဖုန်းနံပါတ်၃ညကို09639 9939မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာပကံလေးကလည်းလှတော့ထမင်းစားလို့ပုံမိန်တာပေါ့ဗျာ